လဲတွေကကြားတွေဟုံးတွေလောက်ခွန်အားမကြီးမပါဘူး။ပြီးတော့ချင်းလေးတွေကအကြီးဆုံးတိရစ္ဆာန်လည်းမဟုတ်သလိုငယ်ငယ်ထက်မြတ်ဆုံးတိရစ္ဆာန်လည်းမဟုတ်ပါဘူး။ဒါဆိုဘာကြောင့်ချင်းလေးကိုဘယ်ရင်လုံးတော့တင်ကားသေးတာလဲ။အဲ့ဒီပေါ်တချို့ကချင်းသေးရဲ့ mentality ကြောင့်လို့ဆိုကြပြီးတော့တချို့ကကြတော့ချင်းသေးရဲ့ bravery ရဲရင်မှုကြောင့်လို့ဆိုကြပါတယ်။အဲ့နှစ်ခုလောက်မှန်ပြီမယ်ကျွန်တော်အမြင်မှာတော့ချင်းလေးတွေဘယ်ရင်လုံးတင်စားခုတ်ဆုခံရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ ူတို့ရဲ့ဘယင်လို့ပြုမှုနေထိုင်ပုံနဲ့ဘဝဖြစ်ပုံမှုလိုကြလို့ထင်ပါတယ်။ကျွန်တော်တွင်ကြဖြစ်တဲ့ခန္ဓာလာတဲ့လေဆံမွေးနဲ့ဒီခြေနှီးတွေကိုအုပ်ဆိုးတဲ့ဘယင်နေရာကိုရောက်ဖို့အတွက်ဒီခြေနှီးတကောင်ဖြတ်တန်ခဲ့ရတဲ့ဘဝခီလန်းကမရဘူးလားပေါ့။ဘယင်ဘဝနေနေဘဝဖြတ်တန်ပြီးဘာတကူကိုအုပ်ဆိုးလောက်ဆောင်နေရမှာအရေးကြီးဆုံးဖြစ်တဲ့ပထမဆုံးနန်းလူပေါ်ကိုဆင်းရဲရပါတယ်။ အဖွဲ့လိုက် coalition တွေအနေနဲ့ကလည်းနန်လုံးတဲ့နေရာမှာ pride ကို off ဆိုတဲ့တခြား coalition တွေနဲ့ရင်ဆိုင်ရပါဒီကိုရောချင်းတွေကလည်းတခြား pride ကိုဥဆောင်တဲ့ဒီကိုရောချင်းတွေကိုစိန်ခေါ်ပါဒီလိုနန်လို့တာကထင်မလောက်တော့မလဲဘူးဗျပိုဘက်ကလည်းအတွေ့အကြုံများတဲ့ချင်းတွေဒီဘက်ကလည်းငယ်ရွယ်ဖက်နေတဲ့ချင်းတွေဒီလိုအားသာကြရီကိုယ်စီချိတာကြောင့်ဘလို့ရလိုက်မလို့မဆိုဖြစ်နိုင်ဘူးချင်းတွေကဒီလိုတိုက်ခိုက်နေမှာသေချေတဲ့အထိတိုက်ခိုက်ကြတယ် အချို့ကလည်းမသေးပဲနန်းလူခံရတာတကောင်တဲ့ဘွားကိုဖက်တန်ရပါဘူး။အဲ့မှာချင်းသိငယ်ကနိုင်သွားပြီဆိုရင်သူကဒီ project king ဘယင်ဖြစ်ပါတယ်။ကျွန်တော်တို့ဘယင်ဖြစ်ပြီဆိုတာလည်းနေရင်လိုနေလို့မရဘူးဗျ။ဘယင်တစ်ပါးဟာဘယင်တစ်ပါးလိုပြုမှုနေထိုင်ပါတယ်။ဒီလိုဖက်ကိုအောက်ဆိုတဲ့ချင်းသိအတွက်အဓိကတောင်းကတော့ဒီ project ကိုတခြားရန်တွေကနေကာကွယ်ဖို့ပါ။ခင်းတွေရသူတို့ရဲ့ name တွေကိုကျင်ငယ်ပြီးပန်းပြီးတော့မှတ်လိရှိပါတယ်။ခင်းတွေ part 2ရဲ့ name အကျဉ်းက area 10 mile square ကနေ150 mile square ရှိပါတယ်။ယင်းတွေကနေကျိုးသူတွေရှိလာပြီဆိုရင်အဝေး6 mile လောက်ကနေတော့ကြားနိုင်တဲ့ချင်းသေးရဲ့ signature ဖြစ်တဲ့ pain van တွေနဲ့ခြောက်နိုင်လို့ရှိပါတယ်။ချင်းသေး prime မှာချင်းသေးချီတွေအမဲမလိုက်ဘူးဆိုတာကလည်းတခြားနေကျော်လာတဲ့ချင်းသေးတွေနဲ့ခွေးအားတွေကိုတိုက်ခိုက်ဖို့ခွန်အားချန်လာတာကြောင့်ဖြစ်ပါတယ်။အဲဒါကြောင့်မို့ပတ်ကုတ်ကိုအုပ်စုတဲ့ဒီဘရင်ချင်းသေးအဖြစ်အားကျွန်တော်ထင်လို့တော့မရဘူးလား။ ကိုအသက်ရှင်ရင်းနဲ့အတွေ့အကြုံယူတဲ့နေနေဘဝကနေဘယင်ဖြစ်လာလဲဒီချင်းသေးဟာသူ့ရဲ့ pride ကိုကာကွယ်ရင်းနဲ့သူ့ရဲ့ဘယင်နေရာတည်မြဲရေးအတွက်လှုပ်ဆောင်ရပါချင်းသေးတွေကိုဘယင်လို့တင်စားရခြင်းဟာသူတို့ရဲ့ခံလာတဲ့လင်ကမွေးကြောင့်လည်းမဟုတ်လို့ကြေတောင်လှတဲ့ဟိန်းသံကြောင့်လည်းမဟုတ်ပါဘူးသူတို့ရဲ့ဘယင်လို့ပြုမှုနေထိုင်ခြင်းကြောင့်သာလို့ပြောခြင်းပါကြာချင်းသေးကို1 in 1 combat မှာနိုင်ခြင်းနိုင်မယ်စင်ကချင်းသေးတွေထွက်ပညာရှိရင်ရှိမယ် ဒါပေမဲ့အဲ့ဒါတွေကသူတို့ကိုဘယင်လို့မသတ်မှတ်ပါဘယင်ဘွဲကိုရဖို့ထထိုက်တက်တိုင်တိုက်ခိုက်ယူတဲ့မိမိလက်အောက်ငယ်တွေကိုကာကွယ်တဲ့ဘယင်စစ်တပါးလို့ပြုဖို့နေထိုင်တဲ့ချင်းသေးကားသာလေးဘယင်ဖြစ်ပါအဲ့ဒါကြောင့်မို့ချင်းလေးတွေက animals king နဲ့ king ဆိုတာတန်လျာဖြစ်စရာရှိမယ်လို့မထင်ပါဘူး